တခင်တို့ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ။ဒီနေ့မှာဗားရီထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတဲ့ဒီအစီအစဉ်ကနေကမ္ဘာကြီးနဲ့မြန်မာနိုင်ငံတဝမ်းမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ပရိသတ်တွေတွင်နဲ့အနာယူရင်ပဲဖြစ်ဖြစ်လမ်းသွားရင်ပဲဖြစ်ဖြစ်တရက်တာဗားရီထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတာသိရှိစေဖို့ကျွန်တော်တို့ဒီပေါ့ကတ်အစီအစဉ်လေးကိုတင်ဆက်ပေးနေတာပါ။ကျွန်တော်ဒီနေ့အတွက်ဒီပထမဆုံးပြောပြပေးခြင်းနဲ့ထူးထူးခြားခြားအကြောင်းအရာတစ်ခုကဒီရန်ကုန်မြို့မှာ တရုတ်ဆောင်နဲ့ဖူဘလော့ကာလုပ်တဲ့ကိုကျော်ဝနဒီရန်ကုန်ခေပင်လမ်းခွဲအနီးမှာကျွန်တော်တို့ဒီကားမောင်းလာနေစဉ်ပေါ့နော်ဒီတနတ်နဲ့ပြစ်ခတ်ခံရတယ်ဆိုတဲ့တဲ့င်းမှာအဲ့ပြီးခဲ့တဲ့ဒီနိုမာ22ရက်နေ့ဒီကျွန်တော်တို့ည7နာရီခွဲလောက်ကဒီမင်္ဂလာရုံမြို့နယ်ခေပင်လမ်းခွဲမှာဒီကားမောင်းလာနေတဲ့ကိုကျော်ဝနပေါ့နော်ကိုကျော်ဝနကဒီပုံမှန်ခြေနေမှာဆိုရင်သူကတက္ဆီမောင်းတယ်လို့လည်းသိရတယ်အဲသူ့ရဲ့ဒီအဓိကလောက်ကင်တာတော့စားတော့ဆိုင်နဲ့ဒီအစားတော့ဘလော့ကလေးတွေရိုက်တာပေါ့နော်အဲဒါတွေကိုအဓိကသူလုတ်တယ်လို့သိရပါတယ် ဲ့တော့အဲ့ဒီ22ရက်နေ့ည7:00ခွဲခွဲမှာ သူကိုကျော်ဝနသူကမောင်းလာတဲ့ချိန်မှာပဲအဲသူ့ကိုဒါတနက်နဲ့ပြစ်ခတ်သွားတယ်ပေါ့နော်တနက်နဲ့ပြစ်ခတ်မှုကြောင့်ဒါသူ့ရဲ့ဒီလေမျိုးကိုတနက်ချီစာဖောက်ထွက်ပြီးတော့အဲ့ဒီနေရာမှာပဲပွေးချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းတွေဒါအားလုံးနဲ့တွေ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီမှာတော့အဲဒီသတင်းမှာရေးသားထားတာပြောရင်သူ့ရဲ့မိတ်ဆွေကပြောတယ်ပေါ့နော် အဲသူကတဲ့အနီလည်းမဟုတ်ဘူးတဲ့အစိမ်းလည်းမဟုတ်ဘူးတဲ့။နောက်ဒီနိုင်ငံရေးလည်းသူကမလုပ်ဘူးတဲ့။နော်သူကသူတရုတ်ဆောင်လုပ်တယ်တဲ့။အစားတောင်းတဲ့ဒီဘလော့တွေပဲရိုက်တယ်ပေါ့နော်။နောက်တက္ကစီမောင်းတယ်ပေါ့။အဲ့တော့ဒီမှာတော့ဘာကြောင့်ပြစ်သွားတယ်ဆိုတာနော်ဘယ်သူပြစ်သွားတယ်ဆိုတာဒါတွေတော့လက်တလုံးမှာမသိရှိရသေးဘူး။စုံစမ်းနေသေးပဲဖြစ်တယ်လို့ဒါဟိုကျွန်တော်သတင်းတွေမှာတွေ့ရပါတယ်။ ဒီနေ့တော့ကျွန်တော်နောက်ထပ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်ပြောချင်တာကဒါအားလုံးလဲကျွန်တော်တို့ဒီ online တွေမှာလဲပြန့်နှံ့သတင်းမီဒီယာတွေမှာလဲအားလုံးတွေ့ပြီးဖြစ်တဲ့သတင်းတစ်ပုဒ်ပါပဲအဲ့ဒါကကျွန်တော်တို့ဒီ NUG မြို့သားညီညွတ်ရေးအစိုးရထံမှာဒီတိုင်ကြားခံထားရတယ်ပေါ့နော်ဒီမြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ယုံရဲ့အမေရန်တွင်းဝင်ဖြစ်တဲ့မတ်ကြီးပြာကိစ္စပါအဲ့တော့လက်တလုံးမှာတော့မတ်ကြီးပြာကိစ္စနဲ့ပတ်သက်ပြီးတော့ NUG ကစုံစမ်းရေးအရေးယူမှုတွေစပြီးတော့လုပ်နေပြီလို့လဲတရားဝင်အသိပေးထားတာတွေ့ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီ လက်တလောဒီစစ်ဆေးနေခြင်းကာလအတွင်းမှာအဲသူ့ရဲ့တာဝန်တွေကိုလည်းယာယီရပ်ဆိုင်းထားတယ်လို့ဒါဒီနေ့ထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လေအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်မှာဆိုရင်ဒီနိုင်ငံတော်ယာယီသမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌတို့ထံကိုလိမ့်မှုထားတယ်ဒီတိုင်စာကပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့မေးရဲကိုရောက်ရှိလာခြင်းမရှိပါနဲ့တဲ့။နိုင်ငံတော်အကြီးအကဲဖြစ်သူယာယီသမရထံကိုရောက်ရှိတဲ့အတွက်ဒီကိစ္စကိုဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က2025ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ပေးလိုက်တယ်ဆိုပြီးတော့ဒီလိုထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့ဟိုပုံမှန်တိုင်းဆိုရင်ဒါကျွန်တော်တို့ အဲဒီလိုတိုင်ကြားတာတွေရှိလာပြီဆိုရင်เนาะစုံစမ်းစစ်ဆေးဖို့အတွက်ကိုတိုင်ကြားသူရယ်တိုင်ကြားခံရတဲ့သူရယ်တို့နှစ်ဖက်ကိုဒီတာဝန်ရှိတဲ့သူတွေကဒီတစ်ဖက်နဲ့တစ်ဖက် တက်တည်เนาะဒီလိုတင်ပြတာတွေရှိမယ်အဲဒီတက်တည်တွေပေါ်မှာတိုင်ကြားမှုနဲ့ဆက်ဆက်ပြီးတော့ခေါ်ယူစစ်ဆေးမေးမြန်းတာတွေပေါ့เนาะဒါတွေကိုဟို Twitch ဆောင်ရွက်ဖို့အများဆုံးဆောင်ရွက်ဖို့ပေါ့ပြီးအဲဒီ Twitch ချက်တွေကိုပေါ့เนาะအများဆုံးဒီဝန်ကြီးချုပ်ထံကိုပြန်လည်တင်ပြဖို့လဲတာဝန်ပေးထားပြီးဖြစ်တယ်လို့ဒါအမျိုးသားညီညွတ်ရေးဆိုရရဲ့ဒီထုတ်ပြန်ချက်မှာကျွန်တော်တို့တွေ့ရပါတယ် နောက်ထပ်ကျွန်တော်ဒီနေ့အတွက်တတိယမြောက်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကဟိုမြမပဲလောကကဒီလိမ်လည်မှုတွေကိုဖြည့်ရှင်းပေးဖို့ဒီအကျန့်ဖက်စေအုပ်စုရဲ့ပြည်ရေးရဒူးဝင်ကြီးကိုကျက်သိန်း2500အထိနော်ပေးခဲ့ရတယ်တတိယဖြစ်တာအကျန့်ဖက်စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဒီအဂရိလိုက်စားတဲ့နော်ကိစ္စဒါဆက်ဆက်လာတဲ့အကြောင်းပေါ့နော်ဒီတဲ့င်းကိုပြောချင်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့မြမပြည်အတွင်းကပြီးခဲ့တဲ့ရက်မှာလဲကျွန်တော်တို့ပြောခဲ့တာရှိပါတယ်ညောပဲစည်းကွက်ထဲမှာ နော်ကျွန်တော်တို့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုဒါကျွန်တော်တို့ဒီပြန်လဲပြီးတော့ပေါ့နော်မြန်မာနိုင်ငံဒီဘိုးဘန်ကိုပြန်လဲပေးသွင်းရရှိတဲ့နော်ဒီငွေဒေါ်လာတန်နဲ့ချီတဲ့ငွေပေါ့နော်ပေးသွင်းခြင်းမရှိလို့ဆိုပြီးတော့ဒီအနေနဲ့ပတ်သက်လို့အရေးယူဆောင်ရွက်မှုတွေနော်လုပ်တဲ့တည်င်းနဲ့ကျွန်တော်တို့တင်ဆက်ပြီးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်2023 24 2024ခုနှစ်အတွင်းမှာတဲ့เนาะမဟာနဒီ Trading Company ရဲ့ပဲကုန်သက်တူဖြစ်တဲ့ကိုစောမင်းတန့်เนาะကိုစောစောလေးထံမှာမပဲတန်ချင်း 2000တန်ဖိုးရှိတဲ့ပေးတွေအမေရိကန်ဒေါ်လာတန်းနဲ့ချီပေးဝယ်ယူပြီးတော့လောင်းထားခဲ့တယ်။အဲ့တော့မြန်မာငွေနဲ့ဆိုရင်သိန်းကြီးပေါင်းသိန်းခွဲလောက်တန်ဖိုးရှိတယ်ပေါ့နော်။အဲ့ဒီအချိန်ကဝယ်စင်ကမပဲစီနှုံကဒီ26သိန်းတန်ပေါ့နော်။26သိန်းဝန်းကျင်ပဲရှိပြီးတော့အဲ့နောက်မှာတော့မပဲစီကဒီ53သိန်းခွဲလောက်ထိဖြစ်သွားတဲ့ခါကျတော့အဲ့ဒီပေးတဲ့ငွေတွေပြန်ပေးခြင်းမရှိဘဲနဲ့လိမ်လည်သွားတယ်။အဲ့ဒီလိမ်လည်သွားခံရမှုအတွက်ပေါ့နော်ငွေကြေးတွေပြန်လည်ရရှိဖို့ဒီပြည်ထောင်ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကတဆင့်ဆက်သွယ်ပြီးတော့ဒီငွေတွေပြန်လဲရရှိရေးဆောင်ရွက်ခဲ့ပေမဲ့ဒီကရော်ကြီးသိန်း2500တာကုန်သွားပြီးတော့ဖြည့်ရှင်းပေးခဲ့ခြင်းမရှိဘူးဆိုပြီးတော့ဒီကိုရဲမင်းလွင်ကဒါပြောဆိုထားပါတယ်ဒီကိုရဲမင်းလွင်ရဲ့ရှင်းပြချက်မှာဆိုရင်ဒီကိုစော်မင်းတန့်ခေါ်ပေါ့နော်ကိုစော်မင်းတန့်ခေါ်ကိုစော်စော်လေးကိုဒါကျွန်တော်မှာတဲ့မပေး2200ဝယ်ထားတယ်မြန်မာငွေသိန်းကြီးပေါင်းတသိန်းခွဲပေးထားတယ်တဲ့เนาะမပေးစီက43သိန်းခွဲဖြစ်သွားတယ် ဒေါ်လာ9တန်းကျော်ဒါသူအလိန်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်မှားရတဲ့အကုန်ရှိတယ်တဲ့တက်တည်လူလည်းရှိတယ်တဲ့အဲ့ဒီခါမှာတဲ့သူကဒီပြည်ရဲ့ဒုဝင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ကျော်ကျော်ကိုတဲ့သူအကူကြီးတောင်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒုဝင်ကြီးကိုပထမဒီဂါရဝါကြီး3900ဒါ600ပေးပြီးတော့အကူကြီးတောင်းတယ်ပေါ့အဲ့စောစောလေးကိုခေါ်တယ်လို့ကြားတယ်တဲ့ ။ဒါပေမဲ့ဒီပမာဏကများတဲ့ခါကျတော့တဲ့เนาะဒီဘိုကျုံအောင်ကျော်ကျော်အနေနဲ့ကလည်းပဲဒီခေါ်ပြီးတော့မေးပေမဲ့တိတ်ပြီးတော့အရာထင်ဖို့မရဘူးတဲ့။အဲ့တော့သူ့ရဲ့ဂါရဝါကြီးတိန်2500လောက်သာကုန်သွားတယ်ပေါ့နော်။ဘာမှဖြစ်မလာဘူးဆိုပြီးတော့ဒီကိုရဲမင်းလွင်ကဒီတရင်ဌာနတစ်ခုမှာဟိုရှင်းပြထားတာလည်းတွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ဒီကိုရဲမင်းလွင်ကဒါသူ့ရဲ့ဒီအကျွေးတွေပေါ့နော်ဒီပြန်ရဖို့အတွက်ကိုဒါသူဒီလူမိုက်ပေါ့နော်ဒီပူစောရီဆိုနာမည်ကြီးနေတဲ့လူတွေနဲ့အဲသူချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့အဲသူကဒီမှာအကူကြီးတောင်းတဲ့အခါမှာသူ့အကျွေးတွေပြန်လဲရရှိဖို့ပေါ့နော်အကူကြီးတောင်းတဲ့အခါမှာအဲသူတိန့်တထောင်တောင်းတော့သူတိန့်တထောင်ပေးလိုက်တယ်ပေါ့တိန့်တထောင်ပေးလိုက်တာအဲ့ဒါကိုချိတ်ပေးတာကအဲ့ဒီလူမိုက်တွေနဲ့ချိတ်ပေးတာကယုံလေးကအဆိုတော်ယုံလေးကချိတ်ပေးတာလို့ပြောပါတယ်အဲ့ဒီနောက်မှာသူကဆက်ပြောတာတော့ အရာယုံလေးရပါတော့ဒီဟာကစစ်တပ်ကိုအကူအညီတောင်းမှရမယ်ဆိုလို့သူစီစစ်တိုင်းမှုကိုလည်းတိန်း6900လောက်ခါမယ်တခါထပ်ပြောတယ်ပေါ့နော်အဲ့တော့တကယ်ခေါ်တဲ့ခါကျတော့လည်းဘာမှမမေ့ရမ်းရမဖြစ်တဲ့ခါကျတော့နောက်အဲ့လူမိုက်စီကနေပြီးတော့သူပေးထားတဲ့တိန်းတစ်ထောင်ကနေသူ3900ပြန်ရရတယ်ပေါ့နော်ဒါပေမဲ့ကြံတဲ့3900ကို သူဟိုမတောင်းဖို့ပေါ့နော် သူသူ့မိသားစုကိုလည်းသူကချိန်ချောက်တယ်လို့ပြောတယ်အဲ့ဒီကြံတဲ့3900ကဒီအဆိုတော်ယုံလေးကိုပေးလိုက်ရတဲ့အတွက်ပေါ့နော်အဲ့သူပြန်မပေးနိုင်တော့ဘူးဆိုပြီးတော့ဒါကက ပေးထားတဲ့ဒီလူမိုက်ကနေသူ့ကိုဟိုဒီလိုလျှော်သွားတယ်ဆိုပြီးတော့ကိုရဲမင်းလွင်ကသတင်းဌာနတစ်ခုမှာပြောထားတာတွေ့ရပါတယ်။လက်ရှိမှာတော့ဒီအချမ်းဖက်စစ်တပ်ကရန်ကုန်ခြေစိုက်မဟာနဒီ International Company Limited ရဲ့ Driver အာဦးရဲမင်းလွင် အပါအဝင်အမိသားစုဝင်တွေကိုအမေရိကန်ဒေါ်လာတန်60ကျော်ပြန်လဲအဲပေးသွင်းခြင်းမရှိလို့ဆိုပြီးတော့ငွေကြေးခွာချမှုအပါအဝင်ဒီစီးပွားရေးဆိုင်ရာပုံမှတ်တွေနဲ့အမှုဖွင့်ထားပြီးတော့ဒီဦးရဲမင်းလွင်ရဲ့ဖခင်ဦးဟင်ဒရီခင်မောင် အပါအဝင်မိသားစုဝင်တွေကိုစစ်တပ်ကဒီဖမ်းဆီးထားတယ်လို့ကျွန်တော်တို့သိရှိရပါတယ်။အဲ့တော့ဒီနေ့တွေကျွန်တော်ဒီနောက်ဆုံးတင်ပြပေးခြင်းတဲ့ဒီကမ္ဘာသတင်းတပုတ်ကတော့ဒီယူကရိန်းနဲ့ရုရှားပေါ့နော်ဒီငြိမ်းချမ်းရေးဆွေးနွေးမှုမှာဒီထင်ရှားတဲ့တိုးတက်မှုတွေရှိလာပြီဆိုပြီးတော့အမေရိကန်နိုင်ငံသားကြီးဝင်ကြီးကဟိုပြောဆိုလိုက်တဲ့သတင်းကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်။ ဒီရုရှားနဲ့ယူကရိန်းကစစ်ဖြစ်နေတာဆိုလို့ရှိရင်ဒါလေးနဲ့နီးပါးအထိပေါ့နော်ဒါကြာမြင့်လာပြီးတော့ဒီစစ်ပွဲကိုဒီရပ်တန့်ဖို့အတွက်အမေရိကန်လည်းအဖက်ဖက်ကတော့သူတို့ဒီဆွေးနွေးမှုတွေเนาะအချိန်တော်တော်များများလုပ်ခဲ့ပါတယ်အဲဒီတစ်ခါမှာတော့ဒီအမေရိကန်ကတင်ပြတဲ့ဒီအဆိုမူချမ်းအတွက်ဆွေးနွေးမှုတွေအများကြီးကအခြေအနေကောင်းနေတယ်ဆိုပြီးတော့ဒါအမေရိကန်အမေရိကန်ဘက်ကပြောတယ်ပေါ့နော်အဲ့ပဲအပိသက်ဒီလက်ဆတ်သိမ်းဖို့အတွက်ကတော့အဆင့်ကြီးကြံနေသေးတယ်ဆိုပြီးတော့အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုကနေပြောလာတာတွေ့ရပါတယ် ဒီအစောပိုင်းတော့ကလည်းဒီ Trump ကဒီစစ်ရဆေးရေးအစိုးပြုချက်28ချက်ကိုနဲ့ပတ်သက်ပြီးတော့ဒီ Ukraine ကတော်တော်ကိုဗေးချက်နှံချက်ဖြစ်တယ်ဆိုပြီးတော့ဖွင့်ရထားတယ်ပေါ့နော်ဒီ Ukraine သမ္မတ Zelensky ကဒီ American သမ္မတ Donald Trump ဟာ Ukraine ရဲ့လူလာချက်တွေကိုနားဆွင့်ခဲ့တဲ့အရေးအယောင်တွေမြင်ခဲ့ရတယ်ဆိုပြီးတော့ဒီမှတ်ချက်ပေးထားတာလည်းတွေ့ပါတယ်ဒါပေမဲ့အသေးစိတ်တော့အခုထိထုတ်ပြောတာတော့မရှိသေးပါဘူး တော့ယူကရိန်းအနေနဲ့ကတော့လက်ရှိမှာဒါပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းအားလုံးသိမယ်ဇလန်စကီကသူ့ရဲ့တိုင်းပြည်ကိုဒါအခြေပြုမိန်ကွန်းပေါ့နော်ပြောတဲ့အခါမှာအဲဒီယူကရိန်းအနေနဲ့ပေါ့နော်ဒီလုံးဝဒီယူကရိန်းတမိုင်းမှာ အဲတကယ်ကိုအကြက်တဲဆုံးအခြေအနေကိုရင်ဆိုင်လိုက်ရပြီဆိုပြီးတော့သူ့ရဲ့နယ်မြေတွေဒီဆွန့်လွှတ်ရတော့မဲ့အခြေအနေတွေပေါ့နော်အခုဒီအမေရိကန်ရဲ့ဂျာဝင်စစ်ဆက်တဲ့ဒီဂျိုပြူ28ချက်မှာတချို့ဒီနယ်မြေတွေကိုဒီရုရှားကိုလက်လွတ်ဆုံးရှုံးရမယ်ဆိုတော့ဟိုဂုံတိတ်ခါနဲ့ယင်းပြီးတော့ပေါ့နော်အဲဒီလိုတမိုင်းမှာအကြက်တဲတွေဂျုံနေရပြီဆိုပြီးတော့ဇလန်စကီကစိတ်မကောင်းစွာနဲ့သူတိုင်းသူပြည်သားတွေကိုအတီးပေးပြောတဲ့မိန်ကလေးအားလုံးကြားမိပါပါအဲ့တော့ဒီအခြေအနေတွေမှာရုရှားကိုအသာစီးရစီတယ်ဆိုတဲ့သဘောမျိုးတွေ ါဖြစ်လာနိုင်ပြီးတော့ရုရှားသမ္မတပူတင်ကဒီဆိုပြူချက်ကိုเนาะဟိုအခြေခံအဖြစ်ဟိုလက်ခံနေတို့ဒါသူကတော့သူ့ဘက်ကတာတဲ့ခါကျတော့သူကတော့ဒီလိုထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့အမေရိကန်နိုင်ငံသားကြီးဝင်ကြီးရူဘီယိုကတော့ဒီဂျနီဖာကိုရောက်လာတဲ့ဒီအမေရိကန်ရဲ့ညှိနှိုင်းရေးအဖွဲ့တွေအတွက်ဒါစိတ်ကျဉ်းစရာနေ့တစ်နေ့ကိုဖျက်ဆီးခွင့်ရတယ်ဆိုပြီးတော့သူတရင်တောက်တွေကိုပြောထားတာတွေ့ပါတယ်အဲ့တော့ဒီဆွေးနွေးပွဲကနေတရှင်းပေါ့เนาะအမေရိကန်အဓိကချင်းကတ်ထားတဲ့ဒီထရန့်ရဲ့အဆိုပြုချက်28ခုတည်းက အဲပြုလဲပြောင်းလဲပြင်လဲဖြစ်နိုင်တဲ့အချက်တွေကိုနှစ်ဖက်ဒီအမြင်ကွဲပြားမှုအကျဉ်းမြောင်းဆုံးအထိရှော့ချသွားမယ်ဆိုပြီးတော့လည်းသူကဆိုထားပါတယ်ဒါပေမဲ့ဒီနောက်ဆုံးအဆင့်သဘောတူညီမှုတွေအတွက်ကတော့ဒီယူကရိန်းနဲ့ဒီအမေရိကန်သမရတွေဆက်ပြီးတော့ညီနေရမှာဖြစ်ပြီးတော့ဟိုရုရှားစီကိုလည်းနောက်မှပဲသူတို့အကြောင်းပြန်မယ်ဆိုပြီးတော့အမေရိကန်နိုင်ငံရေးဝန်ကြီးရူဘီဝါရှင်းပြပါတယ်အဲ့တော့ညာဘက်မှာတော့ရုရှားနဲ့ယူကရိန်းကပူးတွဲကြေညာချက်တစ်စောင်ဒီထုတ်ပြန်ခဲ့တဲ့အခါမှာမူလသတ်မှတ်ချက်တွေကို အသစ်ပြင်ထားတဲ့အစိုးတရက်ကိုညှိနှိုင်းအစဉ်ပြေထားပြီးဖြစ်ကြောင်းပေါ့နော်ရုရှားစီကိုပို့မဲ့ဒီနောက်ဆုံးအပိသက်ကမ်းလှမ်းချက်တွေကမကြာခင်ရပ်ပိုင်းတွင်ပြီးစီအောင်ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီးပါရှိတာလည်းတွေ့ရပါတယ်အဲ့တော့ဘဲချက်တွေပြင်မယ်ဆိုတာတော့အမေရိကန်နဲ့ယူကရိန်းညှိနေတယ်ဘာဘလို့အချက်တွေလဲဘာတွေပါမလဲဆိုတာတော့မသိရသေးဘူးလို့ဒီလိုထုတ်ပြန်ပါတယ်အဲ့တော့ Trump ရဲ့ကနဦးဆိုပြချက်28ခုမှာယူကရိန်းကကျေပြန့်တဲ့နယ်မြေတွေလက်လွတ်ဆုံးရှုံးခံရမဲ့သူ့ရဲ့ဒီနယ်နိမိတ်တွေနောက်ပြီး နေတိုးမှာစစ်ပါမိတ်အဖွဲ့ဝင်အဖြစ်ဝင်ရောက်ဖို့ပေါ့နော်သူလက်လျှော့မဲ့အခြေအနေတွေနောက်ဒီစစ်အင်အားကိုဒါ6သိန်းထက်မပိုဘဲကန့်သက်ထားရှိဖို့ဆိုတာတွေပါနေတော့ဒါကယူကရိန်းအတွက်ဘလောက်ထိပေါ့နော်လိုက်ရောနိုင်ခြေရှိမလဲဘလို့ဆုံးသက်မလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဆွေးနွေးမှုတွေရှောင်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာထူးထူးခြားခြားဘာတွေဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ရဲ့ pocket season ကို ဒီမှာပဲဆုံးသတ်ပါရစေ။နားချင်းပြေကြတဲ့ပရိသတ်တွေဘေးကင်းကြပါစေ။စီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးပါရစေ။